စာရေးသူဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စောင့်ထဲကတင်ဤဘဝတစ်နှစ်ထူးခြားအာယုံနှစ်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမရစာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။ကျွန်တော်ရဲ့ဘဝမှာအဆင့်ဆင့်သော ရှုံးဝင် ပြောင်းလဲမှုတွေကို တွေ့မြင်ခဲ့ရပါပြီ။ကျွန်တော်က ရှုံးဝင် ပြောင်းလဲမှုဆိုတဲ့စကားကိုသုံးရတာ ပြောင်းလဲမှုတစ်ခုဟာရုတ်တရက်ပြောင်းလဲဖြစ်ပေါ်နေတာမဟုတ်ဘဲနဲ့လက်ရှိအခြေအနေထဲမှာတည်တည်ပြီးတော့စိတ်တည်နေရနေတဖြည်းဖြည်းအားကောင်းလာပြီးအခြေအနေတစ်ခုတော့လုံးဝပြောင်းလဲသွားတာမျိုးဆိုလိုပါတယ်ဥပမာနေဆိုပြီးဖြစ်နေရနေနေဝင်ရီတရောအချိန်မှာညညာတည်တည်လာပြီးတဖြည်းဖြည်းနဲ့အားကောင်းလာက နေဆိုတဲ့အခြေအနေဟာချုပ်ငြိမ့်ပြီးညင်ဆိုတဲ့အခြေအနေအဖြစ်တော့ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ် နေဖြစ်နေရကရုတ်တရက်ညင့်ဖြစ်သွားခြင်းဆိုရင်တော့ပြောင်းလဲမှုဆိုလိုက်ရင်လုံလောက်ပါတယ်။အခုတော့လက်ရှိအခြေအနေထဲမှာအခြေအနေတစ်ကရှုံးဝင်သို့မဟုတ်စိတ်ဝင်နေပြီးတော့မှ ပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကျွန်ုပ်ကရှုံးဝင်ပြောင်းလဲမှုဆိုပြီးတော့သုံးဆွဲရခြင်းဖြစ်ပါတယ်။အထက်မှာပြောခဲ့သလိုအစစ်အစစ်သောရှုံးဝင်ပြောင်းလဲမှုတွေကိုကျွန်ုပ်တို့ဟာကြုံတွေ့ခဲ့ရပြီးပါပြီ။ဒီလိုရှုံးဝင်ပြောင်းလဲမှုတွေကို တေးကြစွာလေ့လာကြည့်ရင်လုံးဝအစ်စ်အစ်စ်ဖြစ်တဲ့အခြေအနေတွေအဖြစ်ပြောင်းလဲတာမဟုတ်ဘဲနဲ့ကြောင်းလင်လေကားတစ်ဖွဲပြောင်းလဲခြင်းမျိုးဖြစ်တာကိုတွေ့ကြရပါတယ်။ဖြစ်ပေါ်ပြီးတဲ့အခြေအနေစီကိုပြန်ရောက်တော့ပြန်ရောက်ပါတယ်။ဒါပေမဲ့ပထမထက်မြင့်တဲ့အလွာကနေကျော့ပြီးတော့ပြန်ရောက်လာတာဖြစ်ပါတယ်။ဒါကြောင့်လူသားတွေရဲ့ဖြစ်စဉ်ဟာတိုးတက်နေတယ်လို့ဆိုရပါလိမ့်မယ်။အလွဲကူအရှင်းလင်းဆုံးဥပမာတာရကကိုကြည့်ရင် ရေဒီယိုကြည့်ရမှာပဲဖြစ်ပါတယ်။စတင်ပေါ်လာတဲ့အခါတုန်းကရေဒီယိုဟာရိုးရိုးပဲခရစ်စတယ်ကိုတုံးထားတယ်။အဲ့နောက်တဖန် vacuum tube လို့ခေါ်တဲ့ပူပြီးတော့ရှုပ်ထွေးတဲ့အရာနဲ့အစားထိုးခဲ့ကြတယ်။ဒါပေမဲ့နှစ်ပေါင်း90ရောင်မကြာလိုက်ပါဘူး။ခရစ်စတယ်ကိုပြန်ရောက်ကြပြန်တယ်။ခရစ်စတယ်အဟောင်းတော့မဟုတ်ပါဘူး။ပူမူပြီးတော့များစွာထိရောက်ထမြက်မှုရှိတဲ့ transistor အဖြစ်ပြန်ကြော့လာတယ်။ မူလပုံစံဟောင်းပြန်ရောက်တယ်ဒါပေမဲ့ကြောင်းလိန်အဆက်မှာပို့ပြီးတော့မြင့်တဲ့အဆင့်ရရင်ဒီနေရာကိုပြန်ရောက်လာတာပဲဖြစ်ပါတယ်ဆက်မှုလက်မှုတိုးတက်မှုကိုကြည့်ရင်ဒီအတိုင်းဖြစ်ရတယ်လို့ဝစ်စားစင်ရင်မှုကိုကြည့်ရင်လည်းအဲ့ဒီအတိုင်းပဲဖြစ်ပါတယ်အစ်စ်ဘလို့ကောင်းကောင်းအဟောင်းကိုတလဲလဲဖြစ်ပါတယ်ဒါပေမဲ့ကြောင်းလိန်လှေကားသဘောနဲ့ရခင်ထပ်ပို့ပြီးမြင့်တဲ့အဆင့်အလွှာကနေပြန်လဲတပတ်ကျော့ရောက်ရှိလာခြင်းဖြစ်ပါတယ် ဒါကြောင့်အဟောင်းပြန်ဖြစ်သွားတယ်လို့မဆိုနိုင်ဘဲတိုးတက်သွားတယ်လို့သာ ဆိုရခြင်းဖြစ်ပါတယ်။ကျွန်တို့ရဲ့အကျင့်သိက္ခာပိုင်းဆိုင်ရာတိုးတက်မှုစိတ်ပိုင်းဆိုင်ရာတိုးတက်မှု အသိပညာပိုင်းဆိုင်ရာ တိုးတက်မှုဟာလည်းဒီလိုပါပဲ။ရှေးဟောင်းပြန်ရောက်ရတယ်။ဒါပေမဲ့ပုံမူပြီးလေးနက်တဲ့နားလည်မှုနဲ့ပြန်ရောက်တာပဲဖြစ်ပါတယ်။ပုံမူပြီးလေးနက်တဲ့နားလည်မှုကတော့အတွေ့အကြုံကနေပေါက်ဖွာလာရခြင်းဖြစ်ပါတယ်။ဒါကြောင့်မဲ့ ကဘာမအချို့သောပညာရှင်တွေရဲ့အယူအဆတချို့ကဗရာတလန်တန်တလန်ဖြစ်ခဲ့တဲ့သိပ္ပံပညာနဲ့ဘာသာရေးအယူတွေဟာအသိဉာဏ်အားဖြင့်ကြောင်းလင်းလေကားကိုတက်မိရာမှာတစ်ချိန်ချိန်မှာပေါင်းစည်းသွားမိမယ်လို့ယုံကြည်ကြပါတယ်။အသိဖြစ်တဲ့ဘာသာရေးအမြင်ဟာမျက်ကန်းယုံကြည်မှုမျိုးမဟုတ်တော့ပဲရှေးဟောင်းပို့ချချက်တွေကိုပို့ပြီးတော့အတွင်းကြကြနှက်ဆိုင်တစ်လွင်နဲ့ညံပွင့်မှုတွေနဲ့နားလေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့က ရှေးဟောင်းမျိုးဆက်တွေကမျက်စိမှိတ်ပြီးတော့ယုံကြည်လက်ခံခဲ့တဲ့ဖျားရှင်မျက်စိမှိတ်ပြီးယုံကြည်လက်ခံခဲ့ပါတော့တရားတော်တွေကိုမျိုးဆက်တွေကပုံမူပြီးပြည့်ဝတဲ့အသိပညာအတိုင်းအတာနဲ့ချင်းကပ်ကိုးကွယ်ကြလိမ့်မယ်ရှေးခေတ်ကယုံကြည်ထားရှိကြမျက်စိမိတ်ပြီးထားရှိရမျောလင်းချက်သာဖြစ်ပြီးတော့နောက်မှာတော့မိမိတို့ယုံကြည်ထားချက်အတေချာခိုင်လုံတဲ့အရာတွေဖြစ်တယ်ဆိုတာကိုခံယူမိကြပါလိမ့်မယ် လွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကလူတွေအတွက်မျက်စိမိတ်ယုံကြည်မှုကအကောင်းဆုံးသောနိလန်ဖြစ်ခဲ့တယ်။ဒါပေမဲ့လက်ရှိလူအဖွဲ့အစည်းကတခြားအရာကိုပုံမူပြီးတော့တံမိုးထားကြပါတယ်။သိပ္ပံနီးကြတဲ့နိလန်ခစ်စားနေတယ်။ဒီနိလန်ကအသုံးပြုတဲ့လက်နက်ကရိယာဉာဏ်ရည်ဉာဏ်စွမ်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကသိပ္ပံပညာကိုအချိုးအစားမှန်နဲ့ကြည့်ဖို့တော့လိုတယ်။သိပ္ပံပညာဆိုတာဘာလဲ။ သိပ္ပံပညာမစွမ်းဆောင်နိုင်တဲ့ကန့်သက်ချက်တရားပါလဲ။ဘာကြောင့်ကျွန်ုပ်တို့ဟာတူလွ၊စရဲ့အခြားလက်နက်ကရိယာတွေထက်ဉာဏ်ရည်ဉာဏ်စွမ်းဆိုတဲ့လက်နက်ကရိယာကိုအားထားကိုးကွယ်တင်တာလဲ။ဒီမေးခွန်းနေနဲ့တိုင်းတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။သိပ္ပံပညာဘာလဲဆိုတာကိုလွယ်လွယ်အဓိပ္ပာယ်ဖွင့်ဆိုရင်သိပ္ပံပညာဆိုတာလေ့လာမှု၊စမ်းသပ်မှု၊လက်တွေ့အသုံးချမှုတွင်ရနေရရှိလာတဲ့အသိပညာကို စနစ်တကျအမျိုးအစားခွဲခြားထားခြင်းဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။ဒါပေမဲ့ဒီနေရာမှာအသိပညာဆိုတာရပ်တန့်မနေဘူးဆိုပြီးတော့၎င်းအသိပညာဆိုတာကိုးကွယ်ထားရမယ့်အရာမဟုတ်ဘူးဆိုပြီးတော့၎င်းနားလည်ထားရပါလိမ့်မယ်။သိပံပညာအသိပညာအသစ်တွေကိုမှန်မှန်ရှာဖွေနေတယ်။နောက်ထပ်တွေ့ရတဲ့အမြင်နဲ့အဟောင်းတွေပြန်လည်ပြီးတော့အတန်းစားခွဲတယ်။ ဒါပဲရှင်သန်ကြီးပွားခြင်းရဲ့ပုံစံတစ်မျိုးမဟုတ်ဘူးလားဒီနေ့ရထားတဲ့အသိပညာမနေ့ကမှန်းဆထားတဲ့စိတ်ကူးတွေမှန်ကန်ကြောင်းတတ်တည်ပြထားတဲ့အရာမဟုတ်ဘူးလားဒါအပြင်ဒီနေ့လက်ခံထားတဲ့အမှန်တရားဆိုတာပိုပြီးတော့ကြီးမားအစစ်မြင့်တဲ့အမှန်တရားတွေအတွက်အခြေခံတွေးရှိထားချင်မဟုတ်ဘူးလားအသိပညာရဲ့အလွာလိုက်ပွင့်ထွက်လာမှု geometry သမိုင်းမှာ လွယ်လွယ်ကူကူတွေးရှိနိုင်ပါတယ် geometry ကယူကလစ်ရဲ့ဘင်းကြီး geometry နဲ့စတင်ခဲ့တယ်။အဲ့ဒီမှာအခြေခံခံယူချက်တွေဖြစ်တဲ့အဆက်မြင်းကြောင်းဘင်းကြီးလွားစတာတွေနဲ့အမျိုးမျိုးသောဘင်းကြီးသဏ္ဍာန်တွေဖြစ်ကြတဲ့တရီကန်စတဝိုင်းဘဟုကန်စတာတွေဖြစ်ပါတယ်။အဲ့ဒီနောက်နောက်ထပ်အတိုင်းအတာတစ်ခုတိုးလာတယ်။ဘင်းကြီး geometry ကလုံးဝ geometry ရဲ့အထူးကိစ္စရပ်တာဖြစ်တယ်လို့မြင်လာကြတော့တယ်။ဘင်းကြီး geometry ကအလုံးဝနဲ့က အဆက်တစ်ခုအတွက်တော့မှန်ပါတယ်။ဒါပေမဲ့လုံးဝ geometry နဲ့အတူပို့ပြီးတော့မြင့်တဲ့မူလအခြေခံသဘောတရားကြီးပေါ်ပေါက်လာတယ်။ရေချောင်း၊လေချောင်းတွာလာရေးအတွက်ဖြစ်နိုင်တဲ့ခံယူချက်သဘောတရားတွေကိုမွေးထုတ်ပေးရာခရီးသွားခြင်းတွေအတွက်လက်တွေ့အကျိုးရှိခဲ့ပါတယ်။ဒီနည်းတူစွာပါပဲ။ပေါမော့ခ်အိုင်းစတိုင်ကယူပဗေဒဟာသူ့အတိုင်းပင်အမှန်တရားဖြစ်ပေမဲ့ သူကဖော်ပြရဲ့အချိန်နှုံးနေတာအလင်းအချိန်နှုံးနဲ့နှိုင်းဆိုင်မပြောပါတော့ပါဘူး Euclid ရဲ့ geometry နဲ့အခြေခံယူပဗေဒတို့နီးတူပဲအားလုံးသောသိပ္ပံအယူဆတွေဟာအချိန်ကာလရဲ့စမ်းသပ်မှုကိုကြံ့ကြံ့မခံနိုင်ကြပါဘူးသိပ္ပံပညာရှင်တွေကလူသားတွေသာဖြစ်ပြီးတော့အမှားတွေကိုကျူးလွန်နိုင်ပါတယ်သိပ္ပံပညာလို့ရည်ညွှန်းပြောဆိုတဲ့သိပ္ပံပညာရှင်အစုအဝေးတည်ပင်လည်းကြီးကျယ်တဲ့အမှားတွေကိုကျူးလွန်နိုင်ကြပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း900မပြည့်မီကသိပ္ပံပညာရှင်အတိုင်းအဝိုင်းမှအများစုဟာကျွန်တို့ရဲ့ကဘာမှာအပြားကြီးဖြစ်တယ်လို့ယုံကြည်ခဲ့ကြတယ်။ခရစ်တော်မပေါ်မရရှိခဲ့တဲ့ခေါမယဉ်ကျေးမှုကကဘာကြီးလုံးဝကြောင့်သိခဲ့ကြပါမယ်အရာမရောက်ခဲ့ပါဘူး။မကြသေးမီကလက်ခံခဲ့တဲ့ခံယူချက်သဘောတရားတွေကိုလွန်ခဲ့တဲ့20ရာစုနှစ်အသိပညာနဲ့တိုင်းတိုင်းကြောင်တောင်တောင်နိုင်တယ်လို့ပြောဆိုခဲ့တာရှိပါတယ်။ အခုတင်ပြဆွေးနွေးချက်တရားသိပ္ပံပညာတော်၎င်းဘာသာရေးခံယူချက်တွေကိုတော်၎င်းထိုးနှက်တာမဟုတ်ပါဘူး။တမိုင်းဆိုင်ရာအချိုးအစားမြင်ကွင်းကိုထုတ်ဖော်ပေးဖို့ကြိုးစားမှုသာဖြစ်ပါတယ်။တာတဝါဖြစ်သောသိပ္ပံပညာကဆက်ဆက်ထိမခံတဲ့ဘာသာတွေလိုပဲအယူတန်လာနိုင်စရာရှိပါတယ်။ဒါပေမဲ့အချိန်ကာလမှာ အမှန်တရားကိုဖော်ထုတ်တဲ့သူ့နီးသူဟန်ရှိတယ်။သိပ္ပံပညာနဲ့ဘာသာရေးတို့ကို သူတို့လှုပ်ဆောင်အောင်မြင်ခဲ့မှုတွေအတွက်လေးစားရမှာဖြစ်ပင်မဲ့လေဖြစ်နိုင်သမျှအကောင်းဆုံးသော အချိုးအစားမြင်ကွင်းကိုတော့ကင်တွင်ထားရှိတင်ပါတယ်ကြည်ပါတုံးတက်ပါကြော့၍ကြော့၍ကြည့်ရှုတုံးတက်ပါပို၍မြင့်သောအလွှာမှကြော့မိစရာရှိပါတယ်ဒီညလေးမှာတော့စာရေးသူဆရာတက်လုံးရေးသားထားတဲ့တင်ဤဘဝတစ်နှစ်ထူးခြားအာယုံနှစ်ဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင် ဒီကောင်းစင်လေးကိုဆရာက2001ခုနှစ်စက်တင်ဘာလမှာမဟေတီမဂ္ဂဇင်းထဲမှာရေးသားထားခဲ့တာဖြစ်ပါတယ်။ခရှာတို့ကတော့အခုတတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စောင့်ထဲကနေပြီးတော့အကောင့်နှုတ်ဖတ်ပြပေးတာဖြစ်ပါတယ်ရှင်။နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားဖွယ်ရာကောင်းစင်လေးကိုဆက်လက်နားဆင်ဖို့အတွက် Listeners Heaven Audiobook Channel ကို Like and Subscribe လုပ်ပေးသွားပါအောင်နော်။ကျေးဇူးတင်ပါတယ်ရှင်။